ဒီနေ့ဂျွန်လ16ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြမငွေကြေးဖောင်းပွားမှုနှုန်း34ရာခိုင်နှုန်းတိရှိလာပြီးပြည်သူတွေပုံမှုကျက်တဲလာလေလို့ကမ္ဘာ့ဘဏ်ရဲ့မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးအစီရင်ခံစာတင်မှာဖော်ပြထားပါတယ်။ဒါဟာပြည်တွင်းပဋိပက္ခတွေပြည်စစ်တာအပြတ်တောင်မှုကုန်သွယ်ရေးနဲ့နိုင်ငံသားငွေကြေးလဲလှယ်မှုနှုန်းထားကန့်သတ်မှုတွေနဲ့အတူလက်တလောစိန်ခေါ်မှုကြီးတဲ့ငွေလင်းပေးနောက်ဆက်တွဲကိရက်တွေကြောင့်ဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ကဆိုပါတယ်ရှင်။သခိုင်းမျိုးမင်းကုန်းနဲ့တကြောကို ဇွန်လ17ရက်ကစတင်ပြီး9ရက်တာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကကျေးရွာနေရာကို မိရှို့ဖျက်ဆီးသလိုကျောင်းတိုင်ဆရာတော်အပါအဝင်ပြည်သူလေးဦးကိုတပ်ဖြတ်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်လက်ဤကျေးရွာဘုံကြီးကျောင်းကိုဒီနေ့မနက်7:00နာရီခန့်ကအသေးခံ drone နဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်ကတိုက်ခိုက်ခဲ့ရာစာတင်နေတဲ့မူလတန်းအရွယ်ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။မကွေးတိုင်းပခုတ်ကူပေါက်လန်းပိုင်းမှာ အင်အားရရှိပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်ကားနဲ့၃နာရီသာကြာမြင့်တဲ့နန်းခီးမှာအဲ့ဒီစစ်ကြောင်းနှစ်ပတ်ကြာတောင်းတင်နေရလို့သိရပါတယ်ရှင်။